မင်္ဂလာပါရှင်။ခူမီလန်ညူးစ်ကနေကြိုဆိုပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့တိတိမျိုးကနေတွန်းဆက်မျိုးကိုစစ်ကောင်မရှင်ကအင်အားအများအပြားနဲ့စစ်ကြောင်းထိုးလာတဲ့တဲ့မှာချင်းမီနယ်တိတိမျိုးကနေတွန်းဆက်မျိုးကိုတိတိတွန်းဆက်ကားလန်တိုင်းစစ်ကောင်မရှင်တပ်ကတိတိမျိုးအခြေဆိုင်ခြေလင်တရင်ခလာရ268ကနေတက်အင်အားအများအပြားနဲ့ဒီနေ့အော်တိုဝါ28ရက်နေ့မနက်9:00နာရီဝန်းကျင်မှာထိုးစစ်ဆင်လာတယ်လို့စစ်ရေးအခြေအနေစောင့်ကြည့်သူဒေတာခန်နေစီကနေသိရပါဗျာ။ တွန်းဆန်မျိုးဘက်သွားတဲ့လမ်းအတိုင်းစစ်သားတွေဒီနေ့မနက်စစ်ကြောင်းခြစ်တက်သွားကြပြီးတော့အင်အားအတိအကျမသိရပေမဲ့လက်နက်အင်အားလူအင်အားအတော်များပါတယ်တပ်ကုန်းမှလည်းစစ်သားတွေအခုတလောလှုပ်လှုပ်ရှားရှားနဲ့ခြေရှုပ်နေကြတယ်လို့တီးထိန်မျိုးကန်တယောက်ကပြောပါတယ်အဲ့ဒီစစ်ကြောင်းကဒီနေ့နေ့လယ်မှာတီးထိန်တွန်းဆန်ကားလမ်းပေါ်မှာရှိတဲ့ဇလူဤချောင်းတရားထိရောက်ရှိနေပြီဖြစ်တဲ့အပြင်လက်ရှိမှာစစ်ကြောင်းကရှေ့ဆက်မတိုးပဲတရားမှာရှိနေတယ်လို့လည်းသိရပါတယ်စလူဤတရားနဲ့တွန်းဆန်မျိုးကမိုင်း20နီးပါးဝေးပြီးတော့အဲ့ဒီစစ်ကြောင်းကဘယ်ဘက်ဆက်ဥတီစစ်ကြောင်းထုံးမလဲမသိသေးဘူးလို့ တိတိမ်မျိုးခံတယောက်ကပြောပါရယ်စစ်ကောမရှင်ဟာတိတိမ်မျိုးကတက်စခန်းမှာလေးချောင်းနဲ့နှစ်ရက်ဆက်တိုက်တက်အင်အားဖြည့်တင်းနေတဲ့အပြင်တိတိမ်မျိုးကတဆင့်တွန်းဆန်မျိုးကိုပြန်လဲထိန်းချုပ်ဖို့အတွက်ထိုးစစ်ဆင်နိုင်တယ်လို့စစ်ရေးဆောင်ကြည့်သူတွေကသုံးသပ်ထားပါရယ်စစ်ကောင်စီကတွန်းဆန်မှာရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတာကြောင့်ရွေးကောက်ပွဲမတိုင်ခင်ပြန်သိမ်းနိုင်ဖို့ထိုးစစ်စင်တာဖြစ်မယ်လို့စစ်ရေးဆောင်ကြည့်သူတီးတိန်ဒေသခံတယောက်ကပြောပါရယ်တီးတိန်မျိုးကိုအော်တိုဘာ26ရက်နေ့က 29ရက်နေ့ကစစ်ကော်မရှင်ကလေကြောင်းနဲ့နှစ်ရက်ဆက်တိုက်ဆယ်ကြိမ်ထပ်မင်းတက်အင်အားဖြည့်ခြင်းနေသလိုဒီနေ့အောက်တိုဘာ28ရက်နေ့မှာလည်းလေကြောင်းနဲ့ထပ်မံအင်အားဖြည့်ခြင်းနေတာပါ